and 3 2016စနလပိုင်းရဲ့အဲတော့မိုးကြီးကိုပြီးတဲ့ဒုတိယပိုင်းဖြစ်တဲ့ဘွန်ဘိုဒုခိုင်းပေါ့နော်အဲတော့ဘွန်ဘိုဒုခိုင်းမှာပါတယ်မိကုန်းနံပါတ်1မွန်တိုင်းနီပေါ့နော်မွန်တိုင်းနီရေထုံးစံအတိုင်းစတာပုတ်စာ၅ပုတ်ကိုအချိန်တိုတွင်းမှာဘလို့ပိုင်ဖမ်းပြီးတော့ဘလို့ဖြေရမယ်ဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲတော့အန်ထရီအပ်ပြီဆိုလို့ရှိရင်ခန်းကြီးတွေတော်တော်များများဖူရီကနာလုံးဝမတင်ပြီးတော့ပါဘူးအဲတော့ကိုဘက်က grammar နည်းနည်းရရမယ်အဲတော့ meaning လေးတွေရနိုင်မယ်ဆိုလို့ရှိရင်ဒါအလွယ်ဆုံးဖြေနိုင်ပါတယ် ဲ့တော့တချို့ခန်းကြီးတွေဘာသာပြန်လို့မရအောင်ဆိုရင်ခေါင်းရှုပ်ခံပြီးစဉ်းစားမယ်နဲ့ကိုကြိုက်တဲ့နာမည်တစ်ခုသာပေးလိုက်အဲ့ဒီခန်းကြီးကိုကိုမကြိုက်တဲ့သူပဲဖြစ်ဖြစ်ကိုကြိုက်တဲ့အရာဖြစ်ဖြစ်နာမည်တစ်ခုပေးလိုက်အဲ့ဒီနာမည်တစ်ခုအနေနဲ့သာခန်းကြီးကိုဆက်ဖတ်ပေါ့နော်အဲ့တချို့အားတွေကကျတော့အတိတ်ပဲမြင်ရင်တော့မှပဲ grammar ပတ်တန်ရလို့ရှိရင်အဲ့ grammar ရဲ့အရှိမဘာလေးလိုက်တယ်ဆိုတော့တီးပြီးတော့စဉ်းစားပြီးတော့ဖြေလို့ရတယ်အဲ့တော့အခုစဖြေကြည့်မယ်ကြည့်ကြည့်ပါမယ် အဲ့တော့မေကွန်းနံပါတ်14ရဲ့ပေါ့နော်ပို့စာအဲ့တော့တန်းပြီးတော့တို့တီးရတဲ့စကလုံးဆိုရင်တစ်ခါတည်းတန်းပြီးတော့ဘာသာပြန်လိုက်အဲ့ဂျပန်လိုဖတ်မနေနဲ့အချိန်နှခါကုန်တယ်တို့ဂျပန်လိုလည်းဖတ်ရတယ်မြန်မာလိုလည်းဘာသာပြန်တော့အချိန်နှခါကုန်တယ်အဲ့တော့တစ်ခါတည်းမြန်မာလိုတန်းပြမယ်အဲ့တော့ဒီတဲ့ပုံရဲ့တဲ့ ညှက်ကလေးကလည်းအယံကိုဒါကကြာတော့ထူဆန်းရှာပါအံ့ဩတဲ့ခံကြည့်ပေါ့နော်အယံကိုထူဆန်းရှာပါပြီးတော့တဲ့ဒီညှက်လေးရဲ့ကွက်လက်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 ဆိုတာဆိုတာအဲ့တော့ဆိုလို့ပြောရတဲ့အတွက်ကြောင့်အဲ့ဒီစတာပု္ပ္ပစာတွေကတော့အဖြေရှာမယ်ဆိုရင်ဒီကွက်လက်လေးခုအတွက်ကအဖြေ1 2 3 4ရှိပြီးသားအဲ့ဒါဆိုရင်ကတော့ဘယ်လိုစပြီးတော့ဒီစင်မလဲထဲမလဲအဲ့ဒါဆိုရင်နံပါတ်1စဉ်းစားရမှာက ဒီအရှိကနေစဆက်မလားအနောက်ကနေစဆက်မလားအဲ့ဒီအချက်ကိုအရင်စဉ်းစားပါအဲ့တော့အရှိကနေဆက်လို့ရနိုင်မလားနောက်ကဆက်လို့ရနိုင်မလားကြည့်မယ်ဆိုရင်ဆိုးတာကငါတို့ကအန်ဖိုးမှာတင်ပြီးသွားပြီအမြင်ဆုံးနဲ့အကြဆုံးနှစ်ခုပဲရှိတယ်အဲ့တော့အမြင်ဆုံးနဲ့အကြဆုံးမှာဆိုလို့ရှိရင်ဆိုးတစ်ခုကကြာတော့အဲ့တော့ must to adjective တွေမှာ e တွေ na တွေကိုအကုန်ဖြုတ်ပြီးတော့သုံးရတယ်အဲ့တော့နောက်တစ်ခုဆိုးကကြာတော့အဲ့တော့ plain form ပြောင်းပြီးတော့အကုန်လုံးသုံးရတယ်အဲ့တော့ဒီမှာကြည့်ကြည့်မယ်ဒီမှာ verb ဆိုလို့ရှိရင် must ဖြုတ်ထားတဲ့ဟာရှိလား adjective e na တွေဖြုတ်ထားတာရှိလားဒါမှမဟုတ်လို့ရှိရင် plain form ပြောင်းထားတာရှိလားဒီလေးခုတွေကလိုက်ကြည့်တော့ထွက်လာတာက9 form ပြောင်းထားတဲ့ plain form တစ်ခုရှိတယ် verb တဲ့ e လို့ရွှေ့ချောက်ပြောင်းထားတဲ့ plain form တစ်ခုရှိတယ်။အဲ့တော့ဂျန်နာကဘာဖောင်းမှပြောင်းထားတဲ့အတွက်ကြောင့်တေးကြတဲ့ဒီဆိုးရဲ့အရှိမကဒီ1နဲ့4ကလွေးပြီးဂျန်နာလိုက်လို့မရဘူး။အဲ့တော့ဒီနှစ်ခုဘယ်ကလိုက်မလဲဆိုတော့ငါတို့ကဒါလေးကိုဘာသာပြန်ကြည့်မယ်။ဒီမှာ1ကကျတော့မီရူခိခိုင်ကနိုင်ကြည့်ဖို့အခွင့်အရေးမရှိဘူး။မြင်ရဖို့အခွင့်အရေးမရှိဘူး။ လေးကကြတော့ခန်းကျူးရှိတဲ့ဤသူသူတေသနာလုပ်နေတယ်။အဲ့နောက်ကနေသွားပေါက်မယ်ဆိုရင်တင်းနဲ့ပေါက်မယ်ဆိုလို့ဒါကပလင်းဖောင်ပြောင်းထားတာဆိုတော့ပလင်းဖောင်ဆိုးဆိုတော့ဒါအချားဆိုးပေါ့နော်အချားဆိုးဆိုတော့လွတ်ကြတယ်ပေါ့နောက်တစ်ခုနံပါတ်လေးထည့်မယ်ဆိုလို့ရှိရင်သူ့တေသနာလုပ်နေတယ်လို့ကြားတယ်။အဲ့နောက်ကတည်းကဘယ်ဟာဖြစ်နိုင်လဲပေါ့နော်အဲ့တော့လည်းဒူးဟာဖြစ်သွားတယ်။အဲ့တော့ဂျန်နဲ့နှစ်နဲ့သုံးခုဘယ်မှာထားလဲရှာမယ်။ဂျန်နဲ့နှစ်သုံးကကြတော့ဆမ်မွန်ခတဲ့မူဒါဆမ်မွန်ခဆိုပညာရှင်။များသောအားဖြင့်ဒီခပါလို့ရှိရင်ဒီအိမ်ခန်းကြီးပါလို့ရှိရင်အိမ်ကဥပမာဂတ်ခတို့အဲဆက်ခတို့ပေါ့နော်အဲ့လိုမျိုး ဂခအဲ့လိုနေရာတွေမှာသုံးတဲ့ခသူပညာရှင်ပုဂ္ဂိုလ်အနေနဲ့သုံးတဲ့ဒီခအဲ့တော့ဒီကန်းကြီးပါလို့ဆိုရင်ဒါပုဂ္ဂိုလ်ညွန့်တဲ့အတွက်ကြောင့်ဒါဆံမွန်ဆံမွန်ခါဆိုပညာရှင်အဲ့တော့ဒဲမိုဆိုတာနောင်ဖြစ်တဲ့အတွက်ကြောင့်နောင်တက်ဖောင်ပြောင်းမိုးပေါင်းတာတနည်းအားဖြင့်ဒဲမိုတက်မိုအတိပဲလဲပဲတာတောင်မှပဲဆိုရအတိပဲအဲ့တော့ပညာရှင်တောင်မှပဲဒီမှာနာခနာခတော်တော်နဲ့ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီနောက်ကိုရုပ်တရက်ဖက်ကြည့်လိုက်တော့ပညာရှင်တောင်မှပဲတော်တော်နဲ့ဆိုတော့အဲဆက်ဆက်မှုရှိနေဇာကဆက်လို့ရတယ်ဒါဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်နှစ်နဲ့သုံးကတည်းကဖြစ်ကောင်မှာအရှင်းနောက်ဆင့် ်ရှေ့စဉ်နောက်စဉ်ဖြစ်ရမှာအဲ့ဒါဆိုလို့ရှင်တို့ကဘယ်လိုထားမလဲအဲ့ဒါစဉ်းစားပါပေါ့နော်ဒီနောက်မှာနှစ်နဲ့သုံးထားမလားအဲ့လိုမှမဟုတ်ဘဲနဲ့ဒီနောက်မှာအဲတစ်ကိုထားပြီးတော့လေးကိုနောက်ပို့မလားအဲ့လိုမဟုတ်ဘဲနဲ့ဒီနောက်မှာလေးကိုထားပြီးတော့တစ်ကိုနောက်ဆုံးပို့မလားတခုခုစဉ်းစားရအောင်မယ်အဲ့ဒါဆိုရင်တို့ကဒီနောက်မှာတစ်ကိုထားကြည့်မယ်အဲ့တော့ဒီငှက်ရဲတဲ့မြင်ဖို့အခွင့်အရေးကမရှိဘူးအဲ့ဒါဆိုရင်ဇကားကဆုံးနေတဲ့ပုံစံဖြစ်သွားတော့တမျိုးပဲဇကားထောက်နေရပေါ့နော်အဲ့တော့ထောက်ငါတို့ကဒီစာချောင်းကိုပြ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 အောင်ဆက်ပေးရမှာအဲ့လိုမျိုးအဲ့တော့အဲ့ဒါဆိုဒါထည့်လို့အဆင်ပြေတော့ကြောင့်ဒါကိုထည့်ကြည့်ပေး နောက်ထပ်ကြည့်မယ်နောက်ထပ်ကြည့်မယ်ဆိုတော့ဒီငှက်ရဲ့သူ့တည်တနာကိုလုံနေတဲ့ဟိုအဲ့တော့တမျိုးလေးပဲနားထောင်လို့ကောင်းတယ်အဲ့တော့ဒီငှက်ရဲ့သူ့တည်တနာကိုလုံနေတဲ့ဆိုတော့음အဲ့တော့နံပါတ်လေးလေးထပ်ကြည့်မယ်ဟုတ်ပြီသူ့တည်တနာကိုဒါဆိုလို့ရှိရင်သိကြတဲ့တက်ကနောက်ရောက်သွားပြီဒါဆိုလို့ရှိရင်ဩအဲ့ဒါဆိုရင်အဖြေတောင်ပေါ်နေပြီဒီနေရာမှာနှစ်ထဲမယ်ဒီနေရာမှာသုံးထဲဘာလို့လဲဆိုတော့ဒီငှက်ရဲ့သူ့တည်တနာကိုလုံနေတဲ့ပညာရှင်တောင်မှပဲတော်ယုံတန်ယုံနဲ့မြင်ရတွေ့ရဖို့ခက်ခဲတယ်လို့ကြားတယ်အဲ့ဒါဆိုရင်စကားကအထမြောက်သွားပြီစကားဖြစ်သွားပြီ ုတ်ပြီเนาะအဲ့ဒါဆိုရင်သူအဖြစ်ရသွားပြီးတော့မှတ်လိုက်မယ်အဲ့ဒါဆိုရင်နံပါတ်2ကအဖြစ်ဖြစ်မယ်ပေါ့เนาะဟုတ်ပြီအဲ့ဒီတိုင်းပြီးတော့ဆက်ကြည့်အောင်ပေါ့เนาะဆန်ကောက်ဘယ်လိုဖြစ်မလဲဆိုတော့ဖတ်ကြည့်အောင်အဲ့တော့ဒါကကြတော့ຫນွေဦးပေါ့เนาะຫນွေဦးကຫນွေဦးရောက်တာ ਨੇ ຫນွေဦးကနေစပြီးတော့ပေါ့เนาะတက္ကသိုလ်ចောင်းသားတက္ကသိုလ်ចောင်းသူကြီးဖြစ်မဲ့ဒါတမီးဆိုတော့တမီးလေးတီအဲ့တော့ຫນွေဦးရောက်တော့ຫນွေဦးရောက်တာ ਨੇ တက္ကသိုလ်ចောင်းသူကြီးဖြစ်တော့မဲ့တမီးလေး ကွက်လက်ပေါ့ဒီမှာကော်မလေးတွေကုတ်ထားဒါလေးတွေအစားတတိထားမယ်ဒီလိုကော်မလေးတွေကုတ်ထားပြီးဆိုရင်ဒါဇာကတစ်ဖြက်ဖြက်ထားတာပေါ့နော်အဲ့တော့နောက်ထပ်ဇာကလုံးနေဆက်မယ်အဲ့လိုမျိုးပဲဒီကော်မလေးတွေမပါဘူးဆိုရင်အဲ့ဒါနဲ့တွဲရမယ့်ဟာကိုရှာအောင်ရှာရမယ်အဲ့တော့ဟုတ်ပြီပြန်ကြည့်မယ်နွေဦးရောက်တာနဲ့တက်ကတူအကြောင်းသူဖြစ်တော့မယ်သမီးလေးကသမီးလေးပေါ့နော်အဲ့တော့ဘလန်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 နာနီနာနီပေါ့နော်အဲ့တော့ဒက်ခီနိုင်မလုံနိုင်နဲ့ အကေကံအိုအီရိုအီရိုရှိတဲ့ခိုရှိအတွေ့အကြုံတွေကိုအမျိုးမျိုးရရှိခြင်းနဲ့လှုပ်ရှိခြင်းနဲ့အဲ့တော့ပြန်ပြောမယ်ຫນွေဥရောက်တာနဲ့တက်ကတော့ចောင်းသူကြီးဖြစ်တော့မဲ့တမိလေးကိုတော့နာနီနာနီနာနီမလုံးနိုင်တဲ့အတွေ့အကြုံတွေကိုအများကြီးရရှိခြင်းနဲ့သူရဲ့ဆန္ဒကိုဖော်ပြတယ်အဲ့တော့အဖြေတွေသွားကြည့်မယ်နီမိုတဲ့နီရှိခါနီမိုဆိုတာကမှားလဲပဲမှားတော့မှပဲမှားတော့ပါသာပြန်မယ်နီရှိခါမှားလွဲ၍မှားကလွဲပြီးအဲ့တော့ဘန်ကရောဤကိုင်းလေးလာမှုကအပလေးလာမှုမှာအပဒိုင်းအဲဒိုင်းကခုကြည်တိုင်းဒိုင်းကောင်ကြတက်ကတော့ចောင်းသားဘောကတက်ကတော့ចောင်းသားခစ်ပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးရှာမလဲအဲ့တော့ခုနကပြောထားတဲ့အတိုင်းပဲအပရှိအနောက်ရှိတယ်ဒီကနေရှာမလားဒီကနေစာရှာမလားအဲ့ဒီမှာဒက်ခိနိုင်ရှိတယ်ဒီမှာဒက်ကုတ်ကြောင့်သိရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒက်ခိနိုင်ဒက်ခိနိုင်တက်ကနေစတဲ့မဲ့နိမိုဒက်ခိနိုင်မှာလဲပဲမလုံနိုင်နဲ့မှာလဲပဲမလုံနိုင်တာပေါ့နော်နောက်တစ်ခါကျနိရှိကမှာလွဲပြီးမလုံနိုင်တာအဲ့တော့ဘန်ကျော်အီကိုင်းဒက်ခိနိုင်ဆိုရင်အာလိလာတာကလွဲပြီးမလုံနိုင်တာလားဒိုင်းကခုကြည်တိုင်းတက်ကုတ်ကြောင့်သားဘောကဒက်ခိနိုင်မလုံနိုင်တာလားဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်ဟာထည့်လို့ကောင်းမလဲ ဲ့လိုထက်လို့မှအဆင်မပြေဘူးဆိုရင်တရားနဲ့ဆက်ရှာမယ်တဲ့ဆက်ရှာမယ်ဆိုလို့ရှိရင်လည်းပဲအဲခေါင်းရှုပ်လာပြီဆိုလို့ရှိရင်စကလုံးတစ်ခုတွေ့ကြည့်မယ်နီမိုနီရှိကာနီရှိကာဘန်ကီယိုအီကာအဲ့လိုမှမဟုတ်ရင်နီရှိကာနီမိုဒီနှစ်ခုတော့မတွဲတာသိကြတယ်အဲ့လိုဆိုနီတွေချက်နေရတဲ့ကြောင့်အဲ့တော့နီရှိကာဘန်ကီယိုအီကာလားဘန်ကီယိုအီကာနီရှိကာလားအဲ့တော့ဘန်ကီယိုအီကာဆိုလို့ရှိရင်နီရှိကာဆိုလို့ရှိရင်ဘန်ကီယိုအီကာကစာလေးလာတာမှအပနီရှိကာမှလွဲ၍စာလေးလာတာမှအပလွဲ၍စာလေးလာတဲ့ချင်းကိစ္စကနေလွဲ၍ဟုတ်ပြီနော်အဲ့တော့နီမိုထဲမလား ဲ့တော့ဒိုင်းကားကူကြီးတိုင်းတက်ကသူចောင်းသားဘဝထဲမလားဟုတ်ပြီအဲ့ဒါဆိုလို့ရှင်တို့ပြန်ကြည့်မယ်ပြန်မလဲဆိုလို့ရှင်ရင်တမီလေးကိုတော့နွေရာသီနယူးယောက်တန်းနဲ့အဲတက်ကသူចောင်းသူကြီးဖြစ်တော့မယ်တမီလေးကိုတော့တဲ့လေးလာတာကမှ အပလွဲပြီးတက်ကသူចောင်းသားတွေ တက်ကသူဘဝမှာတော့မှပဲအဘွားမှာတော့မှာပဲဒါတက်ကသူចောင်းသားဘဝပေါ့နော်ခေကာလာဆိုတော့အဲ့တော့ဟုတ်ပြီအဲ့တော့နှစ်နဲ့သုံးကိုတွဲမယ်နှစ်နဲ့သုံးဘာလို့တွဲမလဲဆိုတော့ ီလစ်ဒါကလွဲပြီးဒါကလွဲပြီးဟုတ်ပြီနော်အဲ့တော့ဘန်ကျော်ဤကနိရှိခဘန်ကျော်ဤကနိရှိခအဲ့တော့လိလာတာကနိအပလွဲပြီးအဲ့လိလာတာကနိအပလွဲပြီး တက္ကသိုလ်ကျောင်းသားဘဝမှာတောင်းမှာပဲဒါမှာတောင်းမှာပဲဆိုဒီမှာတက္ကသိုလ်ကျောင်းသားဘဝတက္ကသိုလ်ကျောင်းသားဘဝမှာတောင်းမှာပဲမလုံနိုင်တာဆိုတော့၄နဲ့၁ကိုတွဲရမယ်၄နဲ့၁ကိုရှေ့မှာထားမလားနောက်မှာထားမလားနောက်မှာပဲထားမှာပေါ့ဘာလို့လဲဆိုတော့တက္ကသိုလ်ကျောင်းသားဘဝတွင်မှာတောင်းမှာပဲမလုံနိုင်တယ်အဲ့လိုဖြစ်မယ်အဲ့ဒါဆိုရင်ညနေ၃နဲ့၃နဲ့ဘယ်လိုတွဲမလဲညနေ၃တွဲမယ်ဆိုရင်နိရှိခါမှာလွယ်နိရှိခါနဲ့စကားစားတာမျိုးမရှိတဲ့အတွက်ကြောင့်ဒါကိုအရှိပို့ရမယ်အဲ့ဒါဆိုလို့ရှိရင် bank your e guy နိရှိခါအဲ့တော့၃ကိုအရှိထားမယ်၂ကိုနောက်ထားမယ်အဲ့တော့လေးလာတာကနေအပါ မှလွဲ၍လိလာတာကအပြင်းတခြားမရှိတယ်ပေါ့နော်အဲ့တော့တက္ကသိုလ်ကျောင်းသားဘဝမှာတောင်မှပဲလေးကိုထည့်မယ်ပြီးတော့တက်ကိုထည့်မယ်မလုံးနိုင်တဲ့အတွေ့အကြုံတွေကိုအများကြီးလုပ်စေချင်အဲ့တော့သူကဘာပြောချင်တာလဲဆိုတော့သူ့ရဲ့သားသမီးလေးသူ့ရဲ့သမီးလေးအတွက်သူ့ရဲ့ဆန္ဒတွေပေါ်ပြတာအဲ့တော့သမီးလေးကຫນွေဦးရောက်တာနဲ့တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာအဲ့ဒါဆိုရင်တက္ကသိုလ်ကျောင်းသားဘဝတွေတောင်မှတက္ကသိုလ်ကျောင်းသားဆိုတာကလိလာတာကຫນွေပြီးချင်တာတွေမရှိကြဘူးပေါ့နော်သမီးလေးຫນွေဦးရောက်တာနဲ့တက္ကသိုလ်ကျောင်းသားဖြစ်ပြီဆိုလို့ရှိရင်လိလာတာကနေအပမရှိတဲ့တက္ကသိုလ်ကျောင်းသားဘဝမှာ တောင်မှပဲမရနိုင်တဲ့အတွေ့အကြုံတွေအများကြီးကိုရရှိခြင်းတွေအဲ့လိုပြောတာအဲ့ဒါဆိုရင်စလားနေရနံပါတ်၄ကြာတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုဆက်ကြည့်မယ်နောက်၆ကကြာတော့ဗာပြောလဲဆိုလို့ရှိရင်ဇနီနေ့မှာဈေးဝယ်ဖို့ရဲ့အဲလှုပ်လိုက်တငယ်ချင်းနဲ့စားရတော့တာတွေလှုပ်လိုက်တနည်းကနေနေကြတော့တဲ့နာနီ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 ကျွန်တော်ကြိုက်တော့အဲ့တော့တပတ်တာရဲ့အကုံဆုံးတဲ့နီလန်ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ ်ပြန်ကြည့်မယ်စနေနေ့သည်ဈေးဝယ်လိုက်တငယ်ချင်းနဲ့စားတော့လိုက်လုပ်တယ်တနင်္ဂနွေနေ့သည်ကွက်လက်လေးခုကျွန်တော်ရဲ့အကြိုက်ဆုံးအဲ့တော့တပတ်တာဒီပေါ်တော့ရှုမဆိုစနေနေ့ကနေရဲ့စုခောရှိခတာတဲ့ဖြတ်သန်းမှုဖြတ်သန်းနည်းဖြစ်ပါတယ်အဲ့လိုပြောတော့အဖြေကကြည့်ကြည့်မယ်နော်ကတာကတို့ယူလို့ဆိုတဲ့ဤရတဲ့စုခောစုအိမ်မှာပဲအချိန်ကုန်တယ်ဒုက္ခနီမို့ဒေခခဲဇုနီပဲမှမသွားပဲဇုနီဆိုတာကအန်တရီဂရာမှာ9တဲ့နဲ့တူတူပဲဒေခခဲမတ်ဒေခခဲ9ဒေခခဲဇုနီမထွက်ဖဲမပဲဆိုတဲ့အတိတ်ပဲပေါ့နော်ဟုတ်ပြီ ဲ့ဒါဆိုလို့ရှိရင်တို့အရှိရဆက်မှာနောက်ကဆက်မလာကြည့်ကြည့်မယ်နောက်ကဆက်မယ်ဆိုရင်ဝါဒရှိနောစုခီနာရှိမယ်နိချီယောဘီရှိမယ်တနေ့ကနေနေသည်တနေ့ကနေနေသည်ဆိုတာနဲ့အနောက်ကဘာဖြစ်လဲညာဖြစ်လဲဆိုတာလိုက်ဘာလို့ဆိုတော့ဒီဝါဆိုတဲ့ဒီကရှိချင်းပြချင်းကိုပြပါလေဟုတ်တယ်မလားဥပမာဆိုရင်ဝါဒရှိဝါကျွန်တော်ဒီနာနိနာနိဖြစ်တယ်အဲ့တော့နိချီယောဘီဝါတနေ့ကနေသည်နာနိနာနိဖြစ်တယ်အဲ့ဒီချင်းပြချင်းကိုပြရတာလိုက်မှာဆိုတော့နောဂါတို့အဲ့တော့ဒီတိုယူတို့ဆိုတာတွေကပြနေတာသေးချာတယ်အဲ့ဒါဆိုလို့ရှိရင်အိမ်မှာကုံဆုံးတာရေဘဲမှမသွားဘဲရေဖះထက်မလဲတနေ့ကနေနေသည် ိမ်မှာအကုန်ဆုံးတယ်ဘဲမှာမသွားဘဲဆက်ကြည့်လိုက်မယ်ဆိုရင်ဒါလေးကပို့ပြီးစကားမြောက်နေတယ်အဲ့တော့တနေ့ကနေဒီဘဲမှာမသွားဘဲဆိုတော့လေးကိုအရှိခဏပို့လိုက်ဟုတ်ပြီနော်ဘဲမှာမသွားဘဲဆိုတော့ဘဲမှာမသွားရင်ဘာလုပ်မှာလဲတေချာတော့ပို့အိမ်မှာပဲပေါ့အဲ့တော့ e ရဲတဲ့စုပေါ်စုအတုံးကိုဒီနေရာမှာထည့်အဲ့ဒါဆိုရင်တနေ့နေ့ကိုဘယ်လိုနေရာပို့မလဲအဲ့တော့စုပေါ်စုနော်ကတို့ယူလား စုကောစုတိုယူနော်ကဖြစ်မှာလားအဲ့ဒါကိုဇဝေဇဝဖြစ်နေဆိုရင်နောက်ကိုကြည့်ကြဒီမှာစုခိရှိတယ်အဲ့တော့ကြိုက်ချင်းမုံချင်းတော်ချင်းညံချင်းလုံးနိုင်ကန်နိုင်ချင်းဆိုတဲ့စကလုံးတော့ရင်သူ့ရဲ့သုံးမျိုးပါတီပြကပဲရှိတယ်အဲ့တော့ကရှိတဲ့ဟာကဒီနံပါတ်၁ပဲရှိတယ်နံပါတ်၁ကိုဒီကိုပို့အဲ့ဒါဆိုရင်နှစ်ကဒီနေရာမှာနေအဲ့ဒါစကားပြန်ဆက်ကြည့်မယ်စနေနေ့ကိုတော့တငယ်ချင်းနဲ့ဈေးဝယ်လိုက်မုံစားလိုက်လုပ်ပြီးတော့တနင်္ဂနွေနေ့ကတော့ဘဲမှမသွားပဲအိမ်မှာပဲကုံဆုံးတယ်လို့ဆိုတဲ့အရာကကျွန်တော်ကြိုက်တဲ့ တဲ့ဘတ်တာဖြတ်တန်းတဲ့နီလန်ဖြစ်တယ်အဲ့လိုမျိုးသွားရမယ်အဲ့ဒါဆိုရင်စတားနေကနံပါတ်2ကြတယ်ဖြစ်ရနံပါတ်2ဖြစ်သွားပြီကဲဟုတ်ပြီစက်ကွန်ဆက်ကြည့်ရအောင်ဒီကားကျတော့သူကဟင်လေးပေးထားရဲစီတိုရန်တဲ့စားသောက်ဆိုင်မှာစားသောက်ဆိုင်မှာပြောမယ်ဆိုမယ်ပေါ့နော်အဲ့တော့အရင်ဆုံးအခရခု customer မနဲ့ပြောမယ်ဆိုမိမှာဆန်းတဲ့အဲ့တော့ဂျူကော့ဖုန်းဂူတိုင်းမအေနီအန်နိုင်အိုအိုနေကိုင်းရှိတဲ့ရှိပါရာခုနော်ခိုခိုတဲ့မတ်တဲ့နန်နီနန်နီမာရတဲ့စကားအဲ့တော့သူကပြောရတယ်ဆိုတော့အဲ့ဒါစိတ်လောက်ပါတဲ့ဝန်ထမ်းလေးနှောက်ခေါ်မှာပေါ့ customer မနဲ့ အလွန်ခဲ့တဲ့15မိနစ်မတိုင်လောက်ကနေပြီးတော့အန်နိုင်ရှင်းပြဖို့ကိုအန်နိုင်လို့ဖို့ကိုအုံနေခိုင်းရှိတဲ့သူတောင်းဆိုထားတယ်။ချိပါရခုအတန်ကြာတယ်ခိုးခိုးတဲ့ဒီနေရာမှာအဲ့တော့အတန်ကြာဒီနေရာမှာမတ်တဲ့ဒီမှာတခုခြေစားဆွတ်တယ်ဒါ grammar button grammar ဖြစ်တယ် and three grammar ခြေစားဆွတ်တယ်အဲ့တော့စောင့်တယ်ကွက်လက်လေးကမာတာဒက်စကယခုတိလဲလာမာတာဒက်စကဆိုယခုတိမရသေးဘူးလားယခုတိမလို့သေးဘူးလားယခုတိမဖြစ်သေးဘူးလားဆိုတဲ့ဟာတုံးနေအဲ့တော့ ie မာတာမာတာဒက်စဆိုတဲ့နေရာမှာတုံးရတဲ့မာတာပေါ့နော်အဲ့တော့ယခုတိမသေးဘူးလားဆိုတဲ့ဟာမျိုးအဲ့တော့ ဘာဝင်ဘာပြန်ပြောလဲဆိုဆိုင်ဝန်တန်းကြီးကတိုင်ဟန်မိုရှိဝါခရီမာဆန်အရန်ကိုတကယ်ကိုပဲတောင်းပန်ပါတယ်အနုညွတ်တောင်းပန်တဲ့ပုံစံပြောတယ်အဲ့တော့သူကဘာပြောလို့ဒီကောင်ကြီးကတောင်းပန်ရတာလဲဆိုဖြေသွားကြည့်မယ်မတ်တဲ့အီရွန်တက်စောင့်နေတယ်အီဝါရက်တာပြောခံရတယ်ခါရတော့ကြောင့်ခဲတို့တော်ညာလဲပြစ်မယ်လေဟုတ်ပြီ အဲ့တော့ခဲတူဆိုတာကမြန်မာတော့အဖြစ်အရှင်းတော့စန့်ကျင်ဘက်တူဆက်တဲ့စကက်ဆက်ပုံစံမျိုးမှာတုံနေပြီးတော့ဂါနဲ့တူတယ်ပေါ့နော်တော့ death ဂါတွေပိုင်းနဲ့တူတယ်အဲ့တော့ဆက်ကြည့်မယ်အဲ့တော့ကြည့်မယ်ဆိုရင်အရှိယဆက်မလားနောက်ကဆက်မလားအဲ့တော့မာရာဒက်စ်ကယခုတိမြန်မာသေးဘူးလားခြေစွတ်တဲ့ခြေစွတ်တဲ့က n3 မှာ grammar pattern နှစ်ခုရှိတယ်လို့ဆိုတဲ့လည်းရတယ်နောက်တစ်ခုက wa အစားလည်းတုံတယ်ခြေစွတ်တဲ့ကိုတဲ့လို့လည်းဘာသာပြန်တယ်နော်လို့တဲ့လို့ဘာသာပြန်တယ်နောက်တစ်ခုက wa အစားလည်းတုံတယ်ဟုတ်ဆိုလို့ရှိရင် watashi တဲ့ watashi wa အဲ့ဒီပုံစံမျိုးအဲ့တော့ဒီနေရာမှာကျတော့ အရှိကနောက်မဟုတ်တဲ့အတွက်ကြောင့်သူဝါလိုပါသားပြန်ဘူးလို့လိုပါသားပြန်တော့မတ်ခုခုနဲ့မတ်တဲ့တဲ့ဒီနေရာမှာစောင့်ပါလို့လို့လိုပါသားပြန်မယ်အဲ့တော့စောင့်ပါလို့ဆိုတော့အနောက်ကပါလိုက်မယ်ဒီထဲမှာတိုက်လို့ရတယ်ဟာစောင့်ပါလို့ဘာဖြစ်မလဲပြောခံခဲ့ရတာဘောဟုတ်တယ်မလားစောင့်ပါလို့ပြောခံစောင့်ပါလို့ခါရတာစောင့်ပါလို့ခဲလို့လားစောင့်ပါလို့မတ်တဲ့အီရုံစောင့်နေတာမဟုတ်စောင့်ပါလို့ပြောခံရရတယ်ပြောခံရရဆိုနှစ်တယ်မယ်အဲ့တော့ပြောခံရ တော့ကြောင်ပေါ့အဲ့တော့ခါရလေဟုတ်တယ်မဒက်စ်ခါရမက်စ်ခါရပလိမောင်ခါရတော့ကြောင်လေအဲ့တော့ပြောခံရတော့ကြောင်ဆိုတော့သုံးထင်မယ်ပြောခံရတော့ကြောင်ဘာလို့မလဲအဲ့တော့ဒီနေရာမှာစောင့်ပါလို့ပြောခံရတော့ကြောင်စောင့်တယ်ပေါ့ဒီနေရာမှာတစ်ထင်မှာပေါ့စောင့်နေအဲ့တော့ဆိုတော့နာနီနာနီမတ်တဲ့အီရွန်ဒက်စ်ခဲတို့ပေါ့ဒီမှာလေးထည့်ရမယ်ဟုတ်ပြီလားအဲ့ဒါဆိုရင်စကားပြန်ဆက်ကြည့်မယ်ဆိုရင်ဒီစိတ်လောက်ပါလွန်ခဲ့တဲ့15မိနစ်လောက်ကဒီအားလေးကိုရှင်းပြဖို့တောင်းဆိုခဲ့တယ်အတန်ကြာကျွန်တော်ဒီနေရာမှာ စောင့်နေခဲ့တဲ့စောင့်နေပါလို့အတန်ကြာပြီပေါ့နော်ဒီနေရာမှာစောင့်နေပါလို့ပြောခံခဲ့ရတော့ကြောင့်စောင့်နေတော်ညာလေမာတာဒက်စကယခုထိမရသေးဘူးလားအဲ့တော့ကြာမှာအာအရင်ကြာပြီစောင့်နေရတယ်ဆိုပြီးတော့မဝင်တန်းကတောင်းမှန်လိုက်တယ်ဒိုင်ဟန်မိုရှိဝါခေအော်ဒီမဆန်တကယ်ကိုတောင်းမှန်ပါတယ်အဲ့တော့ကြာမှာစကားအရှင်းနေတော့ဆက်ဆက်မှုရှိပါဟုတ်ပြီနော်အဲ့တော့စတားနေရာနံပါတ်1ကြာပါတယ်ကဲတော့နောက်ဆုံးတစ်ပုဒ်ကိုဆက်ကြည့်လိုက်အောင် ကဲပြီနောက်တစ်ခုဆက်ကြည့်မယ်ဒီကတွေ့မှာကကြတော့ဒီမှာအမေဖူဒီကနာလည်းရေးပေးထားတယ်ပေါ့နော်ဒီဘုတ်ကချတော့อืมအော်ရက်ကီရှိရက်ကီဆိုတမိုင်းပေါ့နော်အဲ့တော့ရက်ကီရှိကိုတမိုင်းကိုလည်းနာနီ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 ဒါရှင်ကာခုចောင်းဆက်တက်တာရှင်ကာခုကိုចောင်းဆက်တက်ဖို့ကိုခီမီတာဆုံးဖြတ်ခဲ့တယ်တမိုင်းကိုကွက်လက်လေးခုចောင်းဆက်တက်ဖို့ဆုံးဖြတ်တယ်အဖြေသွားကြည့်မယ်ဘန်ကျော်စုရဲပါစုရုဟိုရိုတာပါဟိုရိုဂရမဘတန်အန်ထရီမှာပေါ့နော်လေးလိုက်လေးလာတလောက်ရက်ကီရှိဂါခအေနော့တမိုင်းပညာရှင်အဖြစ်တို့ဘယ်လိုပါတာပြင်မယ် တို့အမိုးဦးယောနီနဲ့တဲ့အောင်လို့တွေ့ပြီးမွတ်တို့မနာပြီးတိုင်းပို့ပြီးတော့လိလသင်ယူခြင်းတဲ့ဟုတ်ပြီအဲ့လေးကူကပြောတော့ဖြစ်နေငါတို့ဘလို့ဆက်မလဲအဲ့တော့ကြည့်ကြည့်မင်းတမိုင်းကိုဆိုတာနဲ့တွားတွဲမယ်လေးကူတွေကခုနကဘာသာမြန်တော်စိတ်ထဲမှာမှတ်ထားရေးနေရေးထားအဆောင်မှာရေးလို့ရတယ်ပေါ့နော်မိကုန်းလွာမှာအဲ့တော့တမိုင်းကိုလိလရင်လိလသလားဟုတ်ပြီအဲ့လိုမှဝင်တော့အမိုး ပူယောနီနတ်တိတ်ပဲသွားဆက်မယ်ဆိုတမျိုးကြီးပဲအဲ့တော့တမိုင်းကိုလေ့လာရင်းလေ့လာသလောက်ဆိုတော့နံပါတ်1နေရာရသွားပြီ။ဘာဖြစ်မလဲလေ့လာရင်းလေ့လာသလောက်လေ့လာရင်းလေ့လာသလောက်ပို့ပြီးစိတ်ဝင်စားမယ်လေအဲ့တော့ပို့ပြီးလေ့လာခြင်းနဲ့နံပါတ်4ကိုထည့်မယ်။ပို့ပြီးလေ့လာခြင်းတဲ့ဟောမိုင်းပညာရှင်တို့လားလို့တွေးပြီးတော့လားအဲ့တော့တမိုင်းကိုလေ့လာရင်းလေ့လာသလောက်ပို့လေ့လာခြင်းတဲ့လို့တွေးမိထင်မိတော့ကြောင်းတွေးမိထင်မိလို့ပေါ့နော်တဲ့ဘာမှမလို့ တမိုင်းပညာရှင်အဖြစ်သို့ကျောင်းဆက်တက်ဖို့ကိုဆုံးဖြတ်လိုက်တယ်အဲ့လိုသွားရမှာအဲ့တော့၃ထည့်မယ်၂ထည့်မယ်စကားပြန်ဆက်ကြည့်မယ်ဆိုလို့ရှင်တမိုင်းပညာရဲ့ကိုလေ့လာရင်းလေ့လာတော့ပို့ပြီးလေ့လာခြင်းတယ်လို့တွေးမိလာတော့အခါတွေးမိလာလို့တမိုင်းပညာရှင်တယောက်အဖြစ်ကိုဆက်ပြီးတော့ကျောင်းတက်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒါစကားအစင်ချော့သွားပြီအဲ့ဒါစင်စတာနေရာမှာသုံးကြတယ်ဟုတ်ပြီနော်အဲ့တော့ မလို့မေကွန်ပုံစံပဲလာလား reading ဖတ်မယ်မေကွန်ပြီးမှအဖြေလာတဲ့ဟာမျိုးဆိုလို့ရှိရင်တော့မေကွန်သဘောတရားနားလည်အောင်လုပ်အဲ့ဒါဆိုလို့ရှိရင်သိကြတယ်မေကွန်နားလည်ပြီဆိုတော့လည်းအဖြေ90%ကတော့ကိုယ့်အတွက်ရပြီဘာလို့လဲဆိုတော့မေကွန်နားလည်ပြီဆိုတော့လည်းအဖြေ၄ခုတည်းကမဖြစ်နိုင်သောနှစ်ခုကိုပယ်လိုက်ကိုယ့်အတွက်နှစ်ခုထဲမှာ try ရွေးဖို့ဆိုတော့90%ကတော့ကိုယ့်အတွက်သိကြပါပြီလေဟုတ်ပြီဒါမျိုးဟာကိုလည်းပဲအဲ့တော့ဒါ၅ပုံပုံမှန်မေးတဲ့အန်3မှာဆိုလို့ရှိရင်မေကွန်နံပါတ်1မှာ star box က၅ပုံမေးတယ် အဲ့တော့အခုကငါးပုဂ္ဂိုလ်ဖြည့်သွားတာ10မိနစ်လောက်တော့ရှိရတယ်။တော်တော်ကျွန်တော်ကျွန်တော်စကားပြောနေရတဲ့10မိနစ်လောက်ရှိတာ။တကယ်တမ်းဖြည့်တဲ့ချိန်ကြီးမဲ့ချုံလိုက်မယ်ဆိုလို့ရှိရင်9မိနစ်လောက်ပဲရှိမှာ။အဲ့တော့တပုဒ်ကို9မိနစ်လောက်အချိန်ပေးလို့ရတယ်။ဟုတ်ပြီနော်ဒီကောင်လေးကကျွန်တော်အမှတ်တော့နဲတယ်။အဲ့တော့ဖြည့်မယ်ဆိုရင်ပထမချက်စဉ်းစားရမှာကကိုကဒီအရှိရနေစပြီးဆက်မလား။နောက်ကနေကြည့်ပြီးဆက်မလား။အဲ့လိုဆက်မယ်။တချို့အရာတွေက grammar ပဋ္ဌာန်းလေးကိုကြည့်ပြီးတော့သူရှိမှလိုက်မှာပါဆိုပြီးပြောလို့ရတယ်။သူတို့တချို့ကကြတော့စကားအတိုင်းပဲသွားတာ။အဲ့တော့မြန်မာစကားအရင်ဆုံးဘာသာပြန်ကြည့်လိုက်ဘာသာပြန်အောင်လည်းပဲအဖြေရှားတာလွယ်တယ်။အဲ့တော့ကိုဘာသာပြန်တဲ့ပုံမူတည်ပြီးတော့မှ တော့အဖြေရှာဖို့လွယ်ချင်းခက်ချင်းပေါ်လဲမှုတည်သွားတယ်ကိုကဘာသာပြန်လိုက်တော့ဒီလိုစကားမျိုးပြောရင်ဒီလိုမျိုးနောက်ကလိုက်တက်ပါလားဆိုတာလေးခေါင်းနဲ့ပေါ်လာလိမ့်မယ်အဲ့ခါကျနောက်ကဆက်ရမယ့်ဟာလေးဘလို့တွေ့တက်သွားရောဟုတ်ပြီနော်အဲ့တော့ဘာသာပြန်အားကောင်းဖို့လဲလို့လဲအဲ့တော့တွေ့တက်ဖို့လဲလို့လဲတွေ့မယ်ဆိုမြန်မာလိုပဲတွေ့ပါစကားပုံမှန်တိုင်းပဲအပြင်မှာပြောနေကြအတိုင်းကိုပဲပြောတာဟုတ်ပြီနော်အဲ့တော့နောက်ထပ်စတာပု္ပ္ပစာတွေ reading subject ကြီးတွေဖြည့်ရှင်းပြတဲ့ point ဖန်းနည်းလေးတွေကိုတို့လေးတွေမှာဆက်တွေ့ကြပါမယ်အားလုံးစင်ပြေကြပါစေ